င်္ဂလာပါခင်ဗျာရှင်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကမ္ဘာဗန်နာရေးဆိုင်ရာပလိတ်အဖွဲ့ FATF ကမြန်မာနိုင်ငံကိုအပြည့်ပြည့်စည်ကြီးညာထားရကနေထပ်မံတိုးမြင့်အရေးယူမှာကိုအကြံဖက်စစ်ကောင်းဆောင်မေအွန်လိုင်းကအလွန်စိုးရိမ်နေတယ်ဆိုပါတယ်မန္တလေးမြို့နယ်မိုင်အနေငယ်သာဝေးတဲ့စင်ကူးနယ်မတရားမြို့နယ်တွေကစစ်တပ်စခန်းတွေတိမ့်ပိုက်ခံရပြီးတဲ့နောက်မှာပဲအကြံဖက်စစ်ကောင်းစီတပ်ကမန္တလေးမြို့ပေါ်မှာလူငယ်တချို့ကိုညအချိန်ဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲတာတွေလောက်လာနေတယ်ဆိုတဲ့သတင်းပါဝင် ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကမ္ဘာဗဏ္ဍာရေးဆိုင်ရာပလေအဖွဲ့ FATF ကမြန်မာနိုင်ငံကိုအပြင်းပြက်စရင်ကြီးညာထားရကနေထမန်တုံးမြင့်အရေးယူမကိုအကျံဖစေကောင်းဆောင်မင်းအွန်လိုင်းကအလွန်စိုးရိမ်နေတယ်လို့နေပြီးတော့စစ်ပသတင်းရှင်းမိကရန်ကုန်ခေတ်တိကိုပြောပါတယ်2022ခုနှစ်အောက်တိုဘာလကပဲကမ္ဘာဗဏ္ဍာရေးဆိုင်ရာပလေအဖွဲ့ FATF က မြန်မာနိုင်ငံကိုဗန္နာရေးဆိုင်ရာအမည်ပြက်နိုင်ငံအဖြစ်ကြေညာခဲ့တာပါအဲ့ဒီလိုကြေညာပြီးတဲ့နောက်မှာပဲလက်ရှိမှာလည်းမြန်မာနိုင်ငံရဲ့ဗန်တွေကအကြမ်းဖက်စစ်ကောင်စီတပ်အတွက်စစ်လက်နက်ဝယ်ယူတာတွေငွေကြေးခဝါချတာတွေလုပ်နေတယ်လို့ကမ္ဘာကုလသမဂ္ဂရဲ့အစိုးရခန်းစာတွေထပ်ပြီးထွက်လာတဲ့အတွက်ကမ္ဘာဗန္နာရေးဆိုင်ရာပလေးဖွဲ့ FATF ကမြန်မာနိုင်ငံကိုဗန္နာရေးဆိုင်ရာအမည်ပြက်နိုင်ငံအဖြစ်ကြေညာထားရကနေအစိုးဆုံးတိဗန္နာရေးဆိုင်ရာအရေးယူမှုတွေတက်မှန်တုံ့ပြန်လောက်လာမှာကို အကျံဖက်စေကောင်းဆောင်မင်းအွန်လိုင်းကအလွန်မင်းစိုးရိမ်နေတယ်လို့နေပြီးတော့စစ်ပတ်သတင်းရေးမိကပြောထားပါတယ်။အဲဒီလိုသားကမ္ဘာဗန်နာရေးဆိုင်ရာပလေးဖွဲ့ FATF ကအဆုံးစွန်ထိထပ်ပြီးအရေးယူတာကိုခံရရင်လက်ရှိထိုးချနေတဲ့အကျံဖက်စစ်ကောင်းစီရဲ့ဗန်နာရေးစီးပွားရေးအခြေအနေထက်အရန်ကိုစိုးဝါးသွားမှာဖြစ်တာကြောင့်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကနေဒါကိုပယ်ဖြတ်ပေးဖို့အသက်အတန်လိုက်လုံနေကြတယ်လို့ FATF ရဲ့အငီးပြက်စင်းကနေပယ်ဖြတ်ပေးဖို့အိမ်နီးချင်းနိုင်ငံတွေကိုပါအကူအညီလိုက်တောင်းနေကြပြီး နောက်တက်ကပတ်ဗဏ္ဍာရေးဆိုင်ရာပလေးဖွဲ့ FATFA အစိုးဆုံးအထိအေးအေးယူမှုတွေထက်လုံမှာကိုလည်းအကြံပတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့စစ်အုပ်စုဘက်ကအလွန်ကိုစိုးရိမ်နေကြတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ္ဆက်ထဲမှာပဲအကြံပတ်စစ်ကောင်းစီလက်အောက်ခံဗဟိုဘဏ်ဥက္ကဋ္ဌတန်းတန်းဆွေနဲ့ဗဟိုဘဏ်ညွန်ကြားရေးမှုချုပ်စေအရာရှိဟာမင်းဟန်စိုးစိုးတို့အကြအာနာအပြိုင်နဲ့လုပ်ငန်းဝင်ပြဿနာတွေဖြစ်ပွားနေမှုကြောင့် စစ်ထောက်လန်းရေးကလာရောက်စစ်ဆင်းနေတယ်လို့နေပြီးတော့စစ်ဘက်သတင်းရေးမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။လက်ရှိစစ်ကောင်စီရဲ့ဗဟိုဘက်ဥက္ကဋ္ဌတန်းတန်းဆွေကဗဟိုဘက်ညွန်ကြားရေးမှုချုပ်စစ်ရာရှိဟောင်းမင်းဟန်စိုးစိုးသူရဲ့မိမဖြစ်သူဗဟိုဘက်လောက်ကန်ဌာနညွန်ကြားရေးမှုချုပ်ကိုအလောက်ကနေထုတ်လိုက်ရကနေဗဟိုဘက်ဥက္ကဋ္ဌတန်းတန်းဆွေနဲ့ဗဟိုဘက်ညွန်ကြားရေးမှုချုပ်စစ်ရာရှိဟောင်းမင်းဟန်စိုးတို့အကြားပြင်းထန်တဲ့အာဏာအပြိုင်နဲ့လုပ်ငန်းဝင်ပြဿနာတွေဖြစ်ပွားနေကြတယ်ဆိုပါတယ်။အဲ့ဒီလို့ စစ်ကောင်စီဗဟိုဘဏ်အတွင်းအာဏာပြိုင်မှုတွေဖြစ်ပွားနေတာကိုပုဂ္ဂလိကဘဏ်တွေကတိုင်ကြလိုက်တဲ့အတွက်လက်ရှိမှာစစ်ထောက်လမ်းရေးကဗဟိုဘဏ်မှာအထိုင်ချပြီးလာရောက်စစ်ဆေးတာတွေလုပ်နေတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါလိမ့်ခင်ဗျတပတ်မှာတော့မန္တလေးမြို့နယ်မိုင်းအနေငယ်သာဝေးတဲ့စင်ကူးနယ်မတရားမြို့နယ်တွေကစစ်တပ်စခန်းတွေတိမ့်ပိုက်ခံရပြီးတဲ့နောက်မှာပဲအကြံဖက်စစ်ကောင်စီတပ်ကမန္တလေးမြို့ပေါ်မှာလူငယ်တချို့ကိုညအချိန်ဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲတာတွေလှုပ်လာနေတယ်လို့ မန္တလေးကင်းတောက်လူငယ်တချို့နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ခုပြောပါတယ်အခုရပိုင်းမန္တလေးမြို့မှာစစ်ကောင်းစီကအစင်းစစ်တာတွေတောက်လျှောက်လုလာနေပြီပြည်ကြီးတကုံမြို့နယ်နဲ့တကုံတိုင်းရက်ကွက်တွေမှာဆိုရင်အစင်းတိုင်ထားတဲ့လူငယ်တွေကိုတောင်စစ်တကမတင်ငါဘူးဆိုပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလုလာနေတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တအုပ်ရဲ့မိတ်ဆွေကပြောထားပါတယ်အဲ့လိုပန်းစီခံရတဲ့လူငယ်တွေထဲမှာအသက်16နှစ်အရွယ်သားရှိသေးတဲ့လူငယ်တအုပ်ရဲ့ဖခင်ဖြစ်သူက ရိုင်မှုနဲ့အုတ်ချုပ်ရင်းမှုတွေစီမားတားဖြစ်သူကိုတွေ့ကျင်လို့လိုက်သွားတော့စစ်မှုထမ်းမှုတင်တန်းကိုပို့လိုက်ပြီဆိုပြီးတော့သာပြောလိုက်တယ်လို့ဖန်စီခံရတဲ့သူလူငယ်တဦးရဲ့ဖခင်ဖြစ်သူကရန်ကုန်ခေတ်တကိုပြောထားပါတယ်။ဒါပြင်မဟာအောင်မြေမြို့နယ်အတွင်းကခွာချန်စီဇက်နဝင်းရှမ်းဝိုင်းတပြင်းညွတ်စတဲ့ရက်ွက်တွေအပါဝင်ရက်ွက်ပေါင်း၁၄ခုမှလည်းလူငယ်တချို့ပေါ်တာဆွဲဖန်စီခံရတာတွေရှိလာနေတယ်လို့မန္တလေးကင်တော့အဖွဲ့ဖြစ်တဲ့ VOMD1 ကဆိုထားပါတယ်။လက်တော်မှာတော့တော်လန်ရေးတက်တွေရဲ့ထုတ်စစ်ဟာ မန္တလေးမြို့အထိရောက်လာနိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေဟာလည်းလူတို့အကြမ်းမှာပြန့်နှံ့နေပြီစေကောင်းစီတပ်ဘက်ကလည်းမန္တလေးမြို့မှာစစ်ရေးပြင်ဆင်မှုတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျတပ်ဘက်မှာတော့မကွေးတိုင်းထီလင်းမြို့ကရွှေတိခမ်းမမှာတာဝန်ကျနေတယ်အကြမ်းဖက်စစ်ကောင်းစီတပ်ကအင်ဂျင်နီယာတပ်သားကျော်မိုးဆွေဆိုတဲ့သူဟာလက်နက်ခဲရဲနဲ့အတူတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ ကံကောခရိုင်အမှတ်၁၈တိုင်ရင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဆိုလည်းလခုနှစ်ရက်နေကပဲတိလင်းမြို့ကရွှေတိခက်မမတာဝန်ကျနေတဲ့အချက်ဖက်စစ်ကောင်စီတပ်ကအင်ဂျင်နီယာတပ်သားကျော်မိုးဆွေဆိုတဲ့သူဟာ MA1 တလက်ကြီးစံ300ကျော်နဲ့အတူတော်လိုင်းရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကအင်ဂျင်နီယာတပ်သားကျော်မိုးဆွေဆိုတဲ့သူကိုကံကောခရိုင်အမှတ်၁၈တိုင်ရင်းကငွေကျပ်350စုငွေချင်းမြင့်ပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါ နိုင်ငံတကာသတင်းပတ်မှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အစိုးရအလုပ်တွေမှာလွတ်လပ်ရေးစစ်ပြန်မိသားစုဝင်တွေကိုသာဦးစားပေးခံထားတဲ့စနစ်ကိုဖျက်သိမ်းပေးဖို့ဆိုပြီးကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြပွဲကိုဘင်္ဂလားဒေ့ရှ်အစိုးရကအကြမ်းဖက်နှိမ်နှင်းမှုကြောင့်တည်ဆုံးသူပြည်သူ68ဦးအထိရှိလာပြီးတနိုင်ငံလုံးကာဖျူးအမိန့်ထုတ်ထားတယ်လို့လည်းသိရပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတနိုင်ငံလုံးမငြိမ်မသက်မှုတွေနဲ့အစိုးရရဲ့အကြမ်းဖက်နှိမ်နှင်းမှုတွေကိုတံပြန်တဲ့ဆန္ဒပြပွဲတွေဟာအရှိန်ဟုန်မြင့်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကနိုင်ငံတွင်းလုံခြုံရေးသတိပေးချက်အမြင့်ဆုံးအဆင့်ကိုထုတ်ပြန်လိုက်ရတယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအစိုးရကိုဆန္ဒပြတဲ့ကြောင်းသားလူငယ်တွေအတွင်းဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကအကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့်တိစုံသွားတဲ့ဘင်္ဂလားဒေ့ရှ်ပြည်သူအရေးအတွက်ဟာ68ဦးထိရှိလာနေပြီ။ဆန္ဒပြပွဲတွေဟာပုံမပြင်းထန်လာသလိုတချို့နေရာတွေမှာဘင်္ဂလားဒေ့ရှ်အစိုးရကအင်တာနက်နဲ့ဖုန်းလိုင်းတွေကိုပါဖြတ်တောက်ထားပြီးကာဖျူးအမိန့်မှာထုတ်ထားရတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေးဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ